ဓမ္မမိတ်ဆွေညီကိုမောင်မတို့ပြီးခဲ့တဲ့တစ်ပတ်ကညီကြီးအောက်ထဲမှာသူတို့ရဲ့ကဘာဖြစ်နေနေခဲ့ကြတဲ့လူ၅ယောက်မတူညီတဲ့အချိန်ကာလမတူညီတဲ့အချိန်တွေမှာမျိုးဘုံရောက်ပြီးတော့အမျိုးမျိုးတွေ့ကြုံခဲ့ကြတဲ့အကြောင်းကျွန်တော်တို့ဒီစဉ်းစားခဲ့ကြတယ်ဒီနေရာမှာတေချာပေါက်အမှန်တရားရှိပါတေချာတာက၅ယောက်တည်းကတယောက်ကမှန်ပြီးတော့ကြံတဲ့သူတွေကတနည်းနည်းနဲ့ မှားနေကြမှာဖြစ်တယ်။ဒီကြတာကထုတ်ကဲသူအရေးကြီးတဲ့ဘဝကိုပြောင်းလဲစေတဲ့အတွေ့အကြုံဖြစ်တဲ့မြေပြင်ပေါ်သို့ရောက်ချင်းကောင်းကင်ကိုမြင်တွေ့ရခြင်းမမြင်တွေ့ရခြင်းကအမှန်တရားတစ်ခုသာလည်းရှိပါတယ်။အမိုင်းတွေ့ကြုံရကျွန်တော်တို့တွေသိရှိကြရတာက၅ရောက်ရဲ့နောက်လိုက်တွေကသူတို့အတွက်အမှန်ဖြစ်တဲ့အရာကိုဖတ်တွေ့ထားကြမှာဖြစ်တယ်။စနစ်တကျပြုလုပ်ထားကြမှာဖြစ်တယ်။ အချိန်ကြာလာတဲ့အခါတခြားလူတွေရဲ့ယုံကြည်ရာတွေကိုပေးသေးအောင်ပြုလုပ်လာကြမှာဖြစ်တယ်။နေရာကမှန်တယ်ဆိုတာပေါ်မှာစစ်ပွဲတွေအိုက်ခိုက်လာကြမှာဖြစ်တယ်။ဂျီဟတ်ခရုစိတ်မိစ္ဆာအယူမှားစစ်စေးရေးဘာသာရေးခုယုံတို့ဖြစ်လာခဲ့တယ်။တရားတော်ကအမှန်တရားတစ်ခုတည်းရှိတယ်။တရားတော်ကသင်ယုံကြည်တဲ့အရာကတစ်ခုတည်းသောအမှန်ဖြစ်တယ်။ တေကြာတာကအမှန်ကိုသိရှိထားခြင်းကသူတစ်ပါးတွေကိုခွဲခြားဆက်ဆံခြင်းမလုပ်ရင်တော့မှအ ਨੇ စုံသူများတွေထက်ပါတယ်ဆိုတဲ့ခံစားချက်ကိုခံစားရစီတေကြာတာကောင်းဝင်ကြီးကအမဲအောင်ဖြစ်တယ်လို့ယုံကြည်တဲ့သူတွေကသူတို့လို အလားတူယုံကြည်တဲ့သူတွေကိုတဖွဲ့တည်းစုစည်းစီမှဖြစ်တယ်သူတို့ရှိတဲ့ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာနေထိုင်ကြမှာဖြစ်ပြီးတော့အချင်းချင်းလက်ထပ်ထိမ်းများကြမှာဖြစ်တယ် ကောင်းငင်ကတောက်ပတဲ့အပြာရောင်ဖြစ်တယ်လို့ယုံကြည်တဲ့သူတွေကကောင်းငင်ကအပြာရောင်ဖြစ်တယ်လို့ကောက်ချက်ထက်အခြားသုံးသက်ချက်တွေကိုပါလူများခံယူကြတာလေလို့စဉ်းစားကြမှာဖြစ်တယ်။ညနေနေဝင်ချိန်ကောင်းငင်ရဲ့အယောင်တွေကိုယုံကြည်တဲ့သူတွေကကောင်းခါရမ်းရင်းနဲ့ကောင်းငင်ကအမှန်တကယ်ဆိုဘလောက်တော့လှပတာကိုသူတို့သာလင်းပြီးခွင့်ရတဲ့အတွက်ကျေးဇူးတင်နေကြမှာဖြစ်တယ်။ ကောင်းကင်ကိုမမြင်ဘူးတဲ့မြေကြီးကိုသာတိကြတဲ့လူတွေကခြားလူတွေကသူတို့ဘဝမှာမရှိတဲ့ကောင်းကင်ကြီးကိုမရရအောင်တက်ဆင်ဖန်တီးနေကြတာကိုလောင်ပြောင်ကြမှာဖြစ်တယ်။အဲဒီတော့ဘယ်သူမှန်တယ်လဲ။ဘေးရာကအမှန်လေ။မှန်တဲ့အကြောင်းသတိပြဖို့ခြားလူတွေကိုတိုက်ခိုက်ချင်နေတဲ့သူတွေပဏ္ဏယောက်ရှိနေတယ်လေ။ကျွန်တော်ယုံကြည်တဲ့ဖခင်ကတင်ယုံကြည်တဲ့ဖခင်နဲ့တူခြင်းမတူမယ်။ တင်ဒီနာမှာရဲ့နေတဲ့သူကဘယ်ဖရားကမှလုံးဝမယုံကြည်တဲ့သူဖြစ်ရင်ဖြစ်မယ်။အဲ့တော့ကျွန်တော်တို့တွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ခွဲခြားပြီးတော့ကြောက်ခဲတွေနဲ့ပြစ်ပေါက်နေကြမလား။နှစ်ထောင်မောင်းများစွာအဖြေကပြစ်ပေါက်နေရမယ်ဆိုပြီးဖြစ်ပါတယ်။ကျွန်တော်တို့ပြန်စင်စားသိင်ကြပါလေ။စကြဝဠာကြီးကအဆုံးမရှိကြေပြောတယ်။အနန္တဆိုတဲ့စလုံးရဲ့အဓိပ္ပာယ်ဖြစ် ကျွန်တော်တို့ခင်ရဲ့သိပံပညာတွေအားလုံးဤပညာတွေအားလုံးနဲ့ဆိုရင်တော့စัจจာဝလာရဲ့အသေးငယ်ဆုံးတောင်လေးရဲ့မျက်နှာပြင်လေးကိုတောင်မှမထိတွေ့နိုင်သေးဘူးဖြစ်ပါတယ်။အနန္တကြေပြောတဲ့စัจจာဝရာကြီးတွေကတာမန်ကျေစုလေးတွေကစိတ်လှုပ်ရှားစရာမကောင်းတဲ့နေကိုလှည့်ပတ်နေတဲ့ဂျူသေးသေးလေးအပေါ်မှာလာရှင်တန်ကြတဲ့တောက်နေရလေးရဲ့မျက်နှာပြင်ကိုတောင်မှမထိတွေ့နိုင်သေးဘူးဖြစ်တယ်။အခုသိရှိထားတဲ့အသည့်တွေနဲ့ဆို ကျွန်တော်တို့အမှန်တကယ်အယမ်းကိုနည်းနည်းလေးပဲဖြစ်ပါတယ်။ဘယ်သူကမှန်တယ်ဆိုတာကနေ့တစ်နေ့ရဲ့ဘယ်အချိန်မှာဝိညာဉ်တစ်ခုကကောင်းရင်ကိုထိတွေ့တယ်လဲဆိုတာအပေါ်မှာမူတည်မှာဖြစ်ပါတယ်။ဖြစ်နိုင်တာကနေ့တစ်နေ့ရဲ့အချိန်တစ်ချိန်မှာဂျူးတွေကမှန်တယ်။တခြားအချိန်မှာခရစ်ယာန်တွေမှန်တယ်။နောက်အခြားအချိန်မှာမွတ်စလင်တွေကမှန်တယ်။နောက်အခြားတစ်ချိန်မှာဖျားမယုံကြည်သူတွေကမှန်တယ်။စသဖြင့်ဖြစ်ပါလိမ့်မယ်။ ဖြစ်နိုင်တာကဘယ်သူမှမမှန်ဘူးသို့တော်ဒီမေကွန်းကမှန်တဲ့မေကွန်းလားနေ့တစ်နေ့ရဲ့ဘယ်အချိန်မှကောင်းကင်ကို တွေ့ကြုံရလေဆိုတာကတကယ်အရေးကြီးတဲ့မေကွန်းဖြစ်သလားနေ့တစ်နေ့ရဲ့တစ်ချိန်မှကောင်းကင်ကိုထိတွေ့ရတာအပေါ်မိမိဘာလုပ်တယ်လဲဆိုတာကပိုပြီးတော့အရေးကြီးတာမဟုတ်ဘူးလားတမမိတ်ဆွေညီကောင်မောင်မရောက်စီလိုက်ကိုကြီးချမ်းမာခြင်းစိတ်ငြိမ်ချမ်းခြင်းအစဉ်ရှိကြပါစေ။